င်ရာចောင်းသားတမကများအဖွဲ့ချုပ်ဗဟိုလုပ်ငန်းကော်မတီဥက္ကဋ္ဌကိုကျော်ကိုကိုကိုအော်တိုဝါလာ29ရက်နေ့မွန်းတဲ့7နာရီလောက်ကသင်ငန်းစုမြို့နယ်စံပြစီအနီးမှာရဲတပ်ဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက်ဆက်တွဲအခြေအနေတွေကိုမသိရသေးဘူးလို့ဖခင်ဖြစ်သူဦးကျော်ကြီးကပြောပါတယ်။ဒီလိုဖမ်းဆီးခံရတဲ့အပေါ်မှာကိုကျော်ကိုကိုရဲ့ဖခင်ဖြစ်သူဦးကျော်ကြီးကအခုလိုပြောပါတယ်။အဲ့ဒါကြီးလို့မရဘူးဗျ။သူတို့အကြောင်းကြားရမယ်ကျွန်တော်ပြောကျွန်တော်စံပြီးတဲ့သူ့ကိုအာ သုံးမှုပေါ့ဗျာသူပြန်မှုပေါ့သူကသူကတော့မကျွန်တော်ကြောက်ကြပါမယ်ဆိုတော့ဘာပုံမှန်ဆိုရဆိုဒီကိုပြောသွားအောင်ဗျအဲဒီပြောတော့မက်တစ်ပေါက်မဆုံးရပါဘူးလူရောမက်တစ်ပေါက်ဆုံးရဖို့ပြောတာပဲအမပြောတော့ဘူးဗျာနောက်မှကျွန်တော်ဖုန်းဆက်ပြီးတော့ဒီစိတ်တော့လေခင်ဗျာအဲမဘုံပြင်ကတ်တော့ဝေစုစောက်သုံးတော့တော့လက်တော့တင်သွားတယ်ဗျာလက်တော့ဆက်ဆက်ပြီးစီးတင်သွားတယ်အော်ဆက်ဆက်ပြီးရေးတော့တောင်းပါတောင်းပါကြီးဗျာ73000လောက်တင်သွားတယ် ။အဲ့ဒါကျွန်တော်မသိဘူးကျွန်တော်လာရရှိမှာဒီကအဲ့ဒီသူကျဲတဲ့ဒီမှာတင်းသွားတယ်ခင်ဗျာ။အဲ့ဒါ၄၀ဆက်နေတော့ကဒီဖန်သွားတယ်ပြောတယ်ခင်ဗျာ။၄၀ဆက်နေတော့ကသူကြံပြပြီးမှပုတ်သွားဝယ်လို့ဖန်သွားပြီးပြောတယ်။ဟောသူတော့ရည်သူပဲပေါ့။အဲဒါကြီးကြောင့်သာအောင်တောင်းဖို့လုပ်လို့ရှိတော့ဖမ်းပါပဲဒီလိုမျိုးပြင်ပါလေကျွန်တော်ကအဲ့လိုပြင်တာပေါ့အဲဆက်သွယ်လိုက်ရမရှိဘူးကျွန်တော်တို့လိုက်တယ်ဗျာကျွန်တော်တို့ကမြို့စပိုင်ရစ်စကန်တို့ဟိုကြောင်တိုင်း ူကဖွဲ့လို့သွားတယ်ကြာအဲ့ဒီသွားတော့အဲ့ဒီကသူကသူပြောလို့မရပါဘူးပြောတာပဲကြာအဲ့ဒါကျွန်တော်တို့အာသူတို့ကစီတာတင်ရေကိုပြောရေကိုဆက်စီရသုံးဝင်းနှစ်ဖွင့်ပေါ့သူတို့ကဘာလို့တော့ကြာတော့ဆက်တူသွားပဲပြောရကြာအမုတ်တွေတိန်းသွားတယ်မဟုတ်တယ်မဟုတ်တယ်ပေါ့တိန်းသွားတယ်ပေါ့တယ်ပါလို့လဲဆိုတော့မဟုတ်ဘူးလေဟုတ်တယ်ပြောက်သွားရင်လည်းသူသက်ပြန်လုပ်ပြီမယ်တော့သူစီသိမ့်တဲ့တစ်စီမေးပြီးတော့သူပဲဆိုလည်းမကူးမရဘူးလေတော့တော့ဖိတူရမယ်အဲ့လိုပြောပါဘူးသူကသူတဲတဲ့တရားတော့ပြရခင်ဗျ အရင်ကတော့ဘုရားတော်ကဒီကြိုးတော့တော့ကျွန်တော်ပြန်မသိဘူး။ဥပ္ပအိမ်ကနေဒီမှာတောက်ဖွင့်ပြီးပြီ။ဟိုဘေးကရမယ်ဒီကဖွင့်ဝင်တယ်ကြိုး။ဖန်စီခံရလို့ပြောကြားမှုရှိခဲ့ပေမဲ့တက်ဆိုင်ရနယ်မြေရဲတပ်ဖွဲ့ကတော့အတိပြုချက်မပေးသေးပဲဖန်စီခေါ်ဆောင်တဲ့နေရာကိုလည်းအတိအကျအခိုင်အလုံးမသိရှိရသေးပါဘူး။တရင်ရဲတပ်ဖွဲ့ SB ကအမည်မဖော်လိုတဲ့ရဲရာရှိတူကတော့ကြိုက်ဝိုင်းဖျားနာကအောင်တပြေစစ်ကြောရေးမှာစစ်နေတယ်လို့ကြားပြီးဘယ်အဖွဲ့စည်းဘယ်ရဲတပ်ဖွဲ့ကဖန်စီသွားတယ်ဆိုတာကတော့မသိဘူးလို့ပြောပါရစေ။ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးဒီမိုကရေစီပညာရေးပင်မကျောင်းသားဒွိမောက်စစ်ကြောင်းနဲ့ပတ်သက်ပြီးရန်ကုန်မှာကိုကျော်ကိုကိုကိုရရင်ကျော်ခေါကိုကျော်စိုးမိုးကိုမြတ်သူခေါကိုမြတ်သူအောင်နဲ့ကိုလင်းထက်နိုင်တို့ကိုတရားခံပြေးဖြစ်သတ်မှတ်ထားပါတယ်။မန္တလေးမှာတော့ကိုအောင်မျိုးလှိုင်ကိုရရင်ပိုင်မှုမိထီလာမှာကိုမြမင်းသူငင်းချံမှာကိုမိုးဆက်ကိုဇော်လင်းအောင်တို့ကိုတရားခံပြေးဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။အခုလို့ တရက်ခံပြေးအဖြစ်သတ်မှတ်ခံထားရသူတွေအနက်ကိုကျော်ကိုကိုကိုအော်တိုဘာလ29ရက်နေ့မှာဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။